အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့အိမ်အောင်ပြုတ်တဲ့နဲ့လနဲ့အိမ်အောင်မပြုတ်တဲ့နဲ့လမိတ်ဆွေမြတ်ကိုမြောက်ပေးมาဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့မင်္ဂလာဆောင်ကောင်းသောလနဲ့မင်္ဂလာမဆောင်တဲ့သောလပေါ့နော်ဒါတော့ရှိရင်တော့ဆရာကြီးများအသုံးဆွဲခဲ့တဲ့နေ့ပေါ့နော်ကျွန်တော်အိမ်ဆောက်အိမ်ဆောက်တဲ့နဲ့လရှိတယ်လို့အိမ်မဆောက်တဲ့နဲ့လလည်းရှိတယ်ဒါကြောင့်မလို့ဒီနေ့မှာလည်း မင်္ဂလာဆောင်ကောင်းတဲ့လရှိလို့မင်္ဂလာမဆောင်ကောင်းတဲ့လရှိပါတယ်။ဒါတော့ရှိအောင်ဆရာကြီးတွေအယူရပါတော့။အခုကအခုကကာလတော့တိတ်ပြီးတော့ဒါလေးမထက်တွက်ကြတော့ပါဘူး။အဲ့တော့ကိုအစဉ်ပြေသလိုဆောင်ကြယူကြတာပါပဲ။အဲ့တော့ယူကြရင်ဘာဘာဖြစ်လဲဆိုတော့ဘာမှတော့မဖြစ်ပါဘူး။ကျွန်တော်တို့တွေအစဉ်ပြေတဲ့လူရှိလို့ဒီလိုမျိုးအစဉ်ပြေလို့လည်းရှိပါတယ်။အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်မိတ်ဆွေများကအခုလိုမျိုးပေါ့နော်။ကိုကတေချာလေးတွက်ချက်ပြီးတော့ယူနေဆိုလို့ရှိရင်အခုကျွန်တော်ပြောတဲ့လလေးလေးကိုယူလို့ရပါတယ်။ အဲယူကောင်းလဲလရှိလို့မယူကောင်းလဲလရှိတယ်ပေါ့နော်အဲပထမဆုံးကျွန်တော်အဲယူကောင်းလဲလကိုကျွန်တော်ပြောမယ်ယူကောင်းလဲလရတော့တကူးမှတကူးမှကျွန်တော်အိမ်အောင်ပြုလို့ရတယ်ကဆုံနယုံတည်င်းကျုတ်ရပါတယ်တဆောင်မှုလဲရတယ်တဖို့တွေလဲရပါတယ်အခုကအခုကတည်င်းကျုတ်ပြီဆိုတော့ရတယ်ပေါ့နော်တည်င်းကျုတ်ရတယ်အာကျွန်တော်တို့တွေတဆောင်ပုံရတယ်တဖို့တွေရပါတယ်အဲတကူးကဆုံနယုံတည်င်းကျုတ်တဆောင်ပုံတဖို့တွေ ဒီလတွေရရတာဖြစ်ပါတယ်မရတဲ့လတွေရတော့အိမ်တော်မပြုတ်ကောင်းတဲ့လပေါ့နော်ဒါရှိရှိတော့ဆရာကြီးတွေတွက်ချက်ရှိရှိတော့ဆရာကြီးတွေထားခဲ့တဲ့အယူရပေါ့နော်ဝါဆိုးတို့ဝါကောင်းတို့တော်တလင်းတို့နတ်တော်တို့ပြာသူရဲ့တပေါင်းရဲ့အဲ့ဒီလတွေရကျွန်တော်တို့အိမ်တော်မပြုတ်ကောင်းပါဘူးမင်္ဂလာမဆောင်ကောင်းဘူးပြပြောမဆိုလို့ရှိရင်တော့အိမ်တော်မပြုတ်ကောင်းပါဘူးအဲ့တော့ကျွန်တော်ပြုတ်ရောဘာဖြစ်မလဲဆိုတော့ကျွန်တော်အဲ့တော့မဆောင်ကောင်းတဲ့လမှာ ဆောင်မိမယ်ဆိုလို့ရှင် အကျိုးပြည့်လေး6ခုရှိပါတယ်အဲ့တော့ဆောင်တဲ့လမှာ ဆောင်မယ်ဆိုလို့ရှင် ကောင်းတဲ့အကျိုးလေးလေးအဲရှိပါတယ်ပေါ့နော်ဟောရှိပါဆိုတော့ကျွန်တော်လေးဟောမဆောင်တဲ့လမှာတော်ပြီးဆောင်မယ်ဆိုလို့ရှင်အကျိုးပြည့်လေးတွေရှိပါတယ်အဲ့တော့အိမ်တော်ပြောမယ့်အချိန်ကာလအတွင်းမှာပေါ့အိမ်တော်အိမ်တော်ပြုလင်ကျွန်တော်ကောင်းကျိုးများ ခံစားရပြီးအိမ်တော်မပြုတ်တင်တော့ကာလမှာအိမ်တော်ပြုတ်မယ်ဆိုလို့ရှိရင်အဲကျွန်တော်ဒီအကျုပ်ပြည့်လေးခံစားမှာဖြစ်ပါတယ်နံပါတ်1ကသားကောင်းသမီးကောင်းမရရှိခြင်းနံပါတ်2ကအတူတူမနေရခြင်းအဲလင်မယားလေးအဲအဲကာလမှာတွားပြီးမင်္ဂလာဆောင်ရင်အတူတူမနေရဘူးတကွဲတပြားနေရတယ်ပေါ့ဗျာနံပါတ်3အတူတူနေရလေတူးနေတူးကျွန်တော်ကျမ်းမာရေးညံ့နေခြင်းတယောက်ယောက်အဲကျွန်တော်တယောက်ယောက်ကျမ်းမာရေးညံ့မနေနံပါတ်4ကတော့ကျမ်းမာရေးအာကျွန်တော် ကျမကြီးလေညံ့လေတယောက်နဲ့တယောက်ကျမကြီးကောင်းနေပြန်တော့လဲကျွန်တော်တို့တယောက်နဲ့တယောက်ပေါ့တက်တက်ဆာမရှိချင်းအယောက်ျားဖောက်ပြန်လိုက်မိမဖောက်ပြန်လိုက်အဲ့လိုမျိုးလေဖြစ်ချင်းနံပါတ်5ကတော့မဖြောက်ပြန်ဘူးသူနဲ့ကိုယ်နဲ့တက်ဆာလည်းရှိတယ်အတူလည်းနေရလဲဆိုရင်ငွေကြေးအဆင်မပြေချင်းအဲနံပါတ်6ကတော့ PC ဥစ္စာချမ်းသာခဲ့တယ်ဒါပေမဲ့ PC ဥစ္စာချမ်းသာခဲ့ရင်လည်းပဝန်းကျင်ကမလေးစားချင်းကိုကိုကျွန်တော်တို့အေးပေါ့နော်ပပဝန်းကျင်တွေအတိုင်းဝိုင်းတွေကျွန်တော်တို့မကြည့်မလင်ဖြစ်ချင်း စသည်ကျွန်တော်အိမ်တောင်အပြစ်6ချက်ခံစားမှာဖြစ်ပါတယ်။ပတ်ဝန်းကျင်တွေကကျွန်တော်ဆွေမျိုးသားချင်းတွေကကျွန်တော်တို့ကိုကျွန်တော်လုံးဝဟိုပြောမဆိုလို့ရှိရင်လုံးဝမကြည်ဘူးပေါ့ဗျာမျက်မျက်စောင်းတွေတထူးထိုးနဲ့မလေးစားဘူးကျွန်တော်တို့ဆိုရင်အဲအကောင်မပြောကြဘူးအဲ့လိုမျိုးလေးဖြစ်တတ်တယ်ဒါကျွန်တော်တွေမဆောင်သင့်တဲ့6လောက်မှသွားဆောင်ရင်အဲကျွန်တော်အဲ့အကျိုးပြစ်လေးခံစားမှာဖြစ်ပါတယ်အဲကျွန်တော် မဆောင်သင့်တဲ့6လတော့ခုနလိုခုနပြောတဲ့အတိုင်းပဲဝါဆိုဝါကောင်း တော်တလင်းနတ်တော်ပြာတို့တပေါင်းပဲဖြစ်ပါတယ်ဒီဒီလာတွေကတော့ရှောင်းပရက်မှာ ဖြစ်ပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်ကျွန်တော်တို့တွေဒီဒီဒါဆိုရင်ကျွန်တော်တို့တွေဒီကိုဆောင်တင်းတဲ့လက်မှာဆောင်းမယ်ဆိုလို့ရှိရင်တော့ခုန6ချက်ကပြောင်းပြန်ပြန်ကောင်းတော့မှာဖြစ်ပါတယ်တကူကဆုံနေယုံတည်င်းကျွတ်တဆောင်ပုံတဖို့တွေဆောင်းပါဗျာကောင်းပါတယ်ဗျကဲမိတ်ဆွေတွေအားလုံးလဲ တာယာတော့ချီကီလန်လေးဖြောက်တန်းနိုင်ကြပါစေအိမ်တော်ကြီးတွေအစီအမေကြပါစေတာယာကြပါစေပျော်ရွှင်ကြပါစေဗျာအဲ့တော့ကျွန်တော်တို့တွေရှိရှိတုန်းကဆရာကြီးတွေရှိရှိရှိတုန်းကဆရာကြီးတွေကတော့ဘလို့ဆုံးမလဲဆိုတော့အိမ်တော်ပြုတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်တော်မတ်ကိုဒီအချက်ရှိရှိချက်နဲ့အရင်ကြည့်ရပါတယ်နံနံပါတ်၁ကကိုယ်ယူမဲ့သူကိုယ့်ရဲ့အိမ်တော်ဘက်ကနံပါတ်၁အကျွေးပါလာသူနံပါတ်၂ကယောဂတွေပါလာသူနံပါတ်၃က အပူအပူစားတော့မဲ့သူပါလာသူအပူစားတော့မဆိုသူတယောက်တည်းမဟုတ်ပဲနောက်၃လျောက်ပါလာလာမျိုးတွေအဲ့လိုမျိုးတွေရှောင်ကြတယ်နမက်လျက်တော့ပညာရည်ချင်းနှုံချသူအရင်ကနှုံအားချတူးလိုက်ရင်လေအရင်တော့လူတွေရှောင်ကြတယ်ပေါ့နော်နမက်၅ကတော့အကျဉ်းဆိုင်တာနှုံချသူကျဉ်းဆိုင်တာမကောင်းတဲ့လူပေါ့နော်ပြောမစုံ အာနံပါတ်6ကတော့နိုင်ငံနဲ့လူမျိုးကွာခြားသူအဲ့တော့ကိုယ်ကိုယ်ရဲ့နိုင်ငံလည်းမဟုတ်ဘူးလူမျိုးလည်းမတူဘာသာမတူဆိုလို့ရှိရင်လည်းရှောင်တယ်နံပါတ်9ကတော့အယူဝါဒမတူတဲ့သူအယူဝါဒမတူဆိုတော့ဘာသာမတူတော့အယူဝါဒမတူတော့ဘူးပေါ့နော်နံပါတ်10ကတော့စိတ်စိတ်သဘောထားမတူသူပေါ့အဲဒါကတော့ကျွန်တော်တို့အဲတူးနဲ့တူးယူပြီးဆိုမှတော့စိတ်သဘောထားတော့အရင်ညံ့မှာပေါ့နော်စိတ်စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ကြွဲကြပြကြလို့လေအများကြီးရှိတယ်နော်ဒါကြောင့်မလို့အရင်ကတည်းကစိတ်သဘောထားချင်းထပ်တူမကြိုက်တော့မှပဲအတက်နိုင်ဆုံးနားလည်အောင်တူနိုင်အောင်လို့ကြိုးစားမှဖြစ်ပါ အဲ့တော့ကျွန်တော်တို့အဲနံပါတ်1အကျွေးပါလာသူနံပါတ်2ယောဂပါလာသူနံပါတ်3အပိုစားတောင်းမဲ့သူပေါ်လာသူအပိုလူလူပေါ်လာသူနံပါတ်4ပညာရှင်အယံကိုနှုံချသူအဲ့တော့ကျွန်တော်တို့ဒီနံပါတ်5ကတော့အကျဉ်းစာရိတ္တတွေနှုံချသူပြက်ပြားသူနံပါတ်6ကတော့နိုင်ငံနဲ့လူမျိုးကွာခြားသူနံပါတ်9တော့အယူဝါဒမတူဘူးနံပါတ်10ကတော့စိတ်သဘောထားချင်းမတူဘူးပေါ့နော် ဒီရှစ်ချက်နဲ့ကျွန်တော်တို့ရှေ့တော့ရှင်းတော့ဆရာကြီးများကတော့ကိုယ့်ရဲ့အိမ်တော်ဘက်ကိုကျွန်တော်တွေယူတော့မယ်ဆိုရင်ဒီအချက်ရှင်းချက်နဲ့ကြိုက်ပါတယ်ကြိုက်ပြီးဆိုမှအဲ့တော့ကျွန်တော်ခုနပြောတဲ့အဲလမှာဆောင်ကြပါတယ်အဲကျွန်တော်ဒီဒါတော့ကျွန်တော်မိတ်ဆွေများမင်္ဂလာပဲလမှာဆောင်မယ်လေကျွန်တော်လာမေးတဲ့မိတ်ဆွေများအတွက်ကျွန်တော်မင်္ဂလာဆောင်မယ်လို့ဖော်ပြပေးလိုက်ပါတယ်နောက်ရက်နေ့မှာတော့ကျွန်တော်တို့ကဘယ် ဘယ်နှစ်ဘယ်ညမှာဘယ်ချိန်မှာဘယ်လိုဆောက်မယ်စတဲ့အဲ့ဒါစတာတွေကိုလည်းကျွန်တော်နောက်ရက်တွေမှာရက်ရွေးနည်းလေးတွေတေချာလေးဆက်လက်ပြီးမြောက်ပေးပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ဗျလိုင်ယန်စခွဲနေပြီးအားပေးကြပါအောင်ဗျာ